ဖေဆေမြအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရနေလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ပရိတ်၅လုံးကိုပြန်လည်မျှဝေတော့မှာဖြစ်ပါတယ်ပေါ့နော်ဒီပရိတ်၅လုံးကိုကျွန်တော်အတူတူလေ့လာကြည့်မယ်ပေါ့နော်ဒါဒီအတုံးလို့တဲ့မေဆွေများအတွက်ပေါ့နော်ကျွန်တော်ဒီချစ်တောင်ညာခွန်ခွန်ခွန်ကို998ခွန်တောင်ညာတောင်ညာမှာဆိုရင်ကျွန်တော်ဒီကနန်း၃လုံးပေါ့မှာဖြစ်ပါတယ်ခင်ဗျာဒီ9ရဲ့တောင်ညာရဲ့ဒီချစ်ရဲ့ပေါ့နော်ဒါဆိုရင် ဒီကနန်း၃လုံးပေါင်းရှင်းဒီ9တုံများရှင်းကနန်း၃လုံးပေါင်းရှင်း73ရာတွေပေါ့နော်73ရာတွေအတွက်ကြောင့်မို့ရလာတဲ့၃ကိုကျွန်တော်တစ်တော့မှာဖြစ်ပါတယ်၃၄လေးကိုကြတော့ပုံဒီ၃နဲ့ထပ်ပေါ့နော်ခွန်ပေါ့နော်လေး၃ပေါင်းရှင်းခွန်၈၉၃၄89ပြိမ်ပါဆိုရင်၃00ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ၃00ဒါကြောင့်မို့အဲ့မှာတော့ကျွန်တော်ကနန်း၃လုံးပေါင်းရှင်းဒီ9ပြိမ်ဖြစ်ပါတယ်ပေါ့နော် 300ကနာတောင်းလုံးပေါင်းရှင်းဒီခုနှစ်ပြိတ်ဖြစ်ပါတယ်။ Okay ကျွန်တော်တို့အဲ့ဒီနေ့အတိုင်းပဲပေါ့နော်ဒီ300တပင်အနေနောက်ထပ်ချက်6လေးတပင်ကိုဆက်ကြည့်အောင်ပေါ့နော်။ဒါဆိုရင်ဒီအပေါ်ကလိုမျိုးပဲကျွန်တော်ဒီ6ရက်5ရက်ဒီခုနှစ်ရက်ဒီ300လုံးထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ။အဲဆိုရင်6ရက်5ရက်ပေါင်း73ပေါ့နော်3နဲ့9နဲ့ပေါင်းရင်20ဆိုတဲ့အတွက်3ည1တိတ်ကို3နဲ့ပေါင်းတော့4 5 6 3936ပြိမာ69လေးဖြစ်ပါတယ်ခင်ဗျာ3ခုခုပြီးတော့နောက်ထပ်တစ်ကြိမ်မှာ69လေးဒါကြောင့်မို့ရှင်းနေကိုပေါင်းဆက်ခွန်ခွန်နဲ့၄ပေါင်းရှင်းနေဆိုင်နဲ့တစ်ရောဒီမှာတစ်ပြိဖြစ်ပါတယ်ပေါ့နော်69လေးကနန်း3လုံးပေါင်းရှင်းဒီတစ်ပြိဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်ကျွန်တော်ဒီအပေါ်ကလည်းပဲ69လေးတပြားနေဒီ5ရှောက်3တပြင်ကိုဆက်ကြည့်မယ်ပေါ့နော်ဒီရှင်းနဲ့၄နဲ့ပေါင်းမယ်ပြီးရင်ဒီရှင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ် ရှင်းတဲ့ရှင်းပေါင်း16ရှောင်းနဲ့၄ပေါင်းရှင်း20ရတဲ့အတွက်၃ညပေါ့နော်၃ညတိတကို၃ပေါင်းတော့၄ပေါ့နော်၄5 6၃ညတိ၄5 6ပြိမာ5 6 3ဆိုပြီးဖြစ်ပါတယ်5 6 3ဒါဆိုရင်96ပေါင်း7တိနဲ့၃ပေါင်းရှင်းဒီ14ရတဲ့အတွက်ကျွန်တော်ဒီမှာ၄ပြိဖြစ်ပါတယ်ခင်ဗျာโอเคအဲ့ဒီနေ့အတိုင်းပဲပေါ့နော်နောက်ထပ်ဒီခွန်တိခွန်ဒီ၃လုံးထပ်ပေါင်းมาဖြစ်ပါတယ် ခွန်နဲ့ခွန်ပေါင်းဆက်လက်လင်းနဲ့တည်တည်နဲ့ပေါင်းရှင်း55ဆိုတဲ့အတွက်ကြောင့်မို့ရလာတဲ့9ကိုတည်တိုးမယ်ပေါ့နော်6ရှောက်ကို3ပေါင်းရှင်းတည်9 3ည1 5ရှောက်ကို3ည1ပြိငါးလုံးထဲကနောက်ထပ်တစ်ကြိမ်မှာက6 8ခွန်စပီးဖြစ်ပါတယ်6 8ခွန်ဒါကြောင့်မို့အဲ့မှာကျွန်တော်6နဲ့10ပေါင်းရှင်း14ပေါ့နော်အလေးနဲ့ခွန်ပေါင်းရှင်း20နဲ့10ကို23ဆိုတဲ့အတွက်တိပရိဖြစ်ပါလိမ့်ခင်ဗျာ6ခွန်ရှင်း20နဲ့10တိပရိပေါ့နော် တခန်းကျွန်တော်ဒီ6 5 9ဒီ6ရှောက်ရှိခွန်တပင်ကအရှိမရှောက်ရှောက်ကိုဆိုပြီးဖြစ်တယ်ဗောနော်အဲဒါကြောင့်မဒီ9နဲ့ထပ်ပေါင်းတာရှောက်နဲ့9ပေါင်း7တင်းနဲ့9ပေါင်း8 20ရာတဲ့အတွက်ကျွန်တော်တို့3ည1 5ရှောက်ပြည့်ဖြစ်မယ်ဗောနော်3ည1 5 6အတီးပုံမှာလေးပါတယ်ဗောနော်အဲ့ဒီ3ည1 5 6ရောက်ပြည့်မှာနောက်ထပ်တစ်ချိန်ပါဆိုရင်နိနိခွန်ဆိုပြီးဖြစ်ပါတယ်ရှောက်ရှိခွန်ပြီးတော့နိနိခွန်ဖြစ်ပါတယ်ခင်ဗျာ ါကြောင့်မို့ဒီမှာနေနဲ့နေပေါင်းရှင်ဒီလေနေနဲ့ခွန်နဲ့ပေါင်းရှင်ဒီ7ဆိုတဲ့အတွက်ဒီမှာတိပရိပေးဖြစ်ပါတယ်ခင်ဗျာတပန်းကျွန်တော်ဒီနေနေခွန်နေ66နေနေခွန်ဆိုတဲ့အတွက်ကြောင့်မို့ဒီအပေါ်က6တလုံးနဲ့ဒီနေနဲ့ဒီ6နဲ့ပေါင်းမယ်ပေါ့နော်6နဲ့6ပေါင်းစနစ်နေနဲ့နေပေါင်းရှင်ဒီလေရာတွေအတွက်ကြောင့်မို့၄၅ပေါ့နော်၄၅၅ကို3ပေါင်းရှင်ဒီ8 9 3ည 4569ပြိုင်မှာနိနေခွန်ပြီးတော့နောက်ထပ်တစ်ချိန်မှာဆိုရင်388စုပြီးဖြစ်ပါတယ်388ဒါကြောင့်မို့3နဲ့10ပေါင်း7 3နဲ့10ပေါင်း7 19ဆိုတဲ့အတွက်ဒီမှာ9ပြိုင်ဖြစ်ပါတယ်ခင်ဗျာ9ပြိုင်ပေါ့နော်9ပြိုင်388ဖြစ်ပါတယ်တပန်းဒီ388ရရှိမှာနေ့3388ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီနေ့မှာနေ့မှာ6နဲ့မှာပေါင်းမယ်ပြီးရင်ဒီ3နဲ့ထပ်ပေါင်းမှာဖြစ်တယ်ပေါ့နော်ဒါဆိုရင် နင်းနဲ့၃ပေါင်းရှင်၅၅နဲ့၆ပေါင်းရှင်ဒီ၁၇ရာရဲ့အတွက်တိကိုတိတူတာနှစ်နှစ်ကိုကြမှာ၃နဲ့ပေါင်းတော့၅ပေါ့နော်၅၆ခုတင်းနဲ့၅၆ခုပြိမှာ၃ရှိရှိပြီးတော့နောက်ထပ်တစ်ချိန်မှာ၃၃ည၉ဆိုပြီးဖြစ်ပါတယ်၃၃ည၉ဒါကြောင့်မို့၃ရဲ့၃ညရဲ့၉ရဲ့ဒီ၃လုံးပေါင်းရှင်က၁၂ရာရဲ့အတွက်ဒီမှာနေပြိဖြစ်ပါတယ်ခင်ဗျာတပန်းကျွန်တော်ဒီနေ့ရက်တည့်ရက်ဒီ၃လုံးထပ်ပေါင်းမယ်ပေါ့နော် နေ9 3 3ညာကိုဆွဲအတွက်နေတိတိကိုပေါင်းတော့2 3 4 4569တုံညာပရိစုပြီးဖြစ်မှာပေါ့နော်4569တုံညာပရိစုပြီးဖြစ်ပါတယ်ဒီ3တုံညာကုပြီးတဲ့နောက်ထပ်တစ်ချိန်မှာ3592ဖြစ်ပါတယ်ခင်ဗျာ3592ဒါကြောင့်မို့ကျွန်တော်3နဲ့5ပေါင်း8အရှင်းနဲ့2ပေါင်းရင်10ဆိုတဲ့အတွက်ဒီမှာတုံညာပရိဖြစ်ပါတယ်ခင်ဗျာ တပန်ဒီ35နေရရှိမှာ99935နေဆိုတဲ့အတွက်ဒီ9ရဲ့ဒီ9ရဲ့ပေါင်းမယ်9နဲ့ထပ်ပေါင်းမှာဖြစ်တယ်ပေါ့နော်9နဲ့9ပေါင်း10 19ရာတဲ့အတွက်9ပဲရည်ပြီးတော့9 10တုံများကို3ပေါင်း3 4 5 9 10345ပြိမှာ39နေဆိုပြီးဖြစ်ပါတယ်39နေဒါကြောင့်မို့ဒီမှာ39ပေါင်း10နေနဲ့နေပေါင်း84ဆိုတဲ့အတွက်ဒီမှာ4ပြိဖြစ်ပါတယ်ပေါ့နော် ဒေနာထက်ဒီ9နဲ့9နဲ့ပေါင်းမယ်ဒီ9နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ဆိုတော့9နဲ့9ပေါင်း10 18ရတဲ့အတွက်ကြောင့်မို့ခွန်ပဲရေးမှာဖြစ်ပါတယ်ခွန်8 8ကို3နဲ့ပေါင်းတာ7 7 7 3ခွန်ရှိတင်းနေတော့ပြိမာ၃ခုနေပြီးတော့နေလေးရှောင်စပြီးဖြစ်ပါတယ်နေလေး6ဒါကြောင့်မို့ကျွန်တော်ဒီနေနဲ့လေးပေါင်းရှောင်ရှောင်းနဲ့ရှောင်းပေါင်းရှင်းစနစ်ဆိုတဲ့အတွက်ဒီမှာနေပြိဖြစ်ပါတယ်ခင်ဗျာ โอเคဒါဆိုရင်ကျွန်တော်နောက်ထပ်တစ်ချိန်မှာ9690အတွက်9ရက်3ညရက်ဒီ9ရက်ထပ်ပေါင်းမယ်ပေါ့နော်9နဲ့9ပေါင်း18 18နဲ့3ညပေါင်း18ဆိုတဲ့အတွက်ရှင်းရမယ်ပေါ့နော်ရှင်း9 93ပေါင်းရှင်းဒီ12 134ပေါ့နော်ရှင်း9 134ပြိုင်မှာဒီနည်းလေးရှားပြီးတော့နောက်ထပ်တစ်ချိန်မှာ34ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ34ဒါကြောင့်မို့3နဲ့2ပေါင်းက9နဲ့4ပေါင်းရှင်း9ဒီမှာ9ပြိုင်ဖြစ်ပါတယ်ခင်ဗျာ ဘယ်နောက်ထပ်တစ်ချိန်မှာဒီနေရ၄ရ၅ရဒီတောင်းလုံးထပ်ပေါင်းမှာဖြစ်ပါတယ်ဗောနော်၄နဲ့၅၄နဲ့၅ပေါင်း၉၉နဲ့နှစ်ပေါင်း၁၁ဆိုတဲ့အတွက်တင်းနှစ်နှစ်ကို၃ပေါင်းတော့900ရတဲ့အတွက်96ခုတင်းနှစ်96ခုပြိမာ၃နှစ်လေးပြီးတော့ချက်9နှစ်ဆိုပြီးဖြစ်ပါတယ်ချက်9နှစ်အဲဒါမှမဟုတ်ချက်ရ၂ရပေါင်း၁၀၁၅ဆိုတဲ့အတွက်ဒီမှာ9ပြိဖြစ်ပါတယ်ခင်ဗျာ တဖန်ကျွန်တော်ဒီရှင်းနဲ့လေးပေါင်းမယ်ဒီတင်းနဲ့ထပ်ပေါင်းမှာဖြစ်တယ်ခင်ဗျာရှင်းနဲ့လေးပေါင်းဆက်နေနည်းနဲ့တင်းပေါင်းချင်း300တွေအတွက်3ကိုတိတိုးတာလေလေး3ပေါင်းတော့ခွန်6ကို3လေးခွန်6ကိုလေးမှာဒီရှင်းကနေပြီးတော့665ဆိုပြီးဖြစ်ပါတယ်665ဒါကြောင့်မို့ရှင်းနဲ့6ပေါင်းတာဆက်လေလေးနဲ့5ပေါင်းရှင်19ဆိုတဲ့အတွက်ဒီမှာ9ပြည့်ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ချိန်မှာ 6969ဆိုတဲ့ကိုရတီးရတီးရထပ်ပေါင်းမှာပေါ့နော်ဆိုတော့ကျွန်တော်ဒီသုံးလုံးထပ်ပေါင်းမှာဖြစ်ပါတယ်ကိုနဲ့တစ်ပေါင်းတာ10 14ဇာတိအတွက်၄9ငါ3ပေါင်းရှင်ချေ9ညလေး9 19တုံညပိုင်းမှာ3 9 6ဆိုပြီးဖြစ်ပါတယ်3 9ဒါကြောင့်မို့ဒီ3နဲ့9ပေါင်းရှင်ရှင်းနဲ့6ပေါင်းရှင်ဒီ14ဇာတိအတွက်ဒီမှာ၄ပိုင်းဖြစ်ပါတယ်ခင်ဗျာ โอเคအဲ့ဒီနေ့အတိုင်းပဲပေါ့နော်ကျွန်တော်ဒီ5 9 6ဒီတလုံးထပ်ပေါင်းတော့9နဲ့6ပေါင်း7 3နဲ့9ပေါင်း30ရတဲ့အတွက်3ညပေါ့နော်3ညဒီတစ်ကို3ပေါင်းတော့4 5 6တောင်ညာတင်း၄၅၆ပြည်မှာ၃၅၆ပြည်နောက်ထပ်တစ်ကြိမ်မှာ၆၄၆ဆိုပြီးဖြစ်ပါတယ်၆၄၆ဒါကြောင့်မို့၆နဲ့၄ပေါင်း၁၀၁၆ဆိုတဲ့အတွက်ကျွန်တော်တို့ဒီမှာ၆ပြည်ဖြစ်ပါတယ်ခင်ဗျာ အဲဆိုရင်နောက်ထပ်တစ်ချိန်မှာ၃ည၃ည၄ထပ်ပေါင်းမယ်ပေါ့နော်ဆိုတော့၃ည၃ည၄ပေါင်းတော့၄၅၅၃ပေါင်း၈၉၃ညမှာ၉ခွန်၈ဆိုပြီးဖြစ်ပါတယ်ရှောင်းလေးရှောင်းပြီးတော့၉ခွန်၈ဒါကြောင့်မို့ကျွန်တော်တို့၉နဲ့ခွန်ပေါင်း၁၆ရှောင်းနဲ့ရှင်းပေါင်းရှင်း20နဲ့တေးဆိုတဲ့အတွက်ဒီမှာလေးပြည့်ဖြစ်ပါတယ်ခင်ဗျာဒေတာဆင်း19ချိန်မှာကျတော့ကျွန်တော်တို့ဒီ6ခွန်ရဲ့6ရဲ့ထပ်ပေါင်းမယ်ပေါ့နော် ရှင်နဲ့ရှားပေါင်းရှင်ဒီဆက်နေလေးနဲ့ခွန်ပေါင်းဆက်တရာတွေအတွက်ဒီနှစ်နှစ်ကို၃ပေါင်းရှင်၅၆9နှစ်အရာကျွန်တော်ဒီဒီနှစ်၅၆ခုပရိတ်၅လုံးကြားတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီနေစာကနေပေါ့နော်နေစာဒီ009 900 300 009 900ဒီနဲ့ပြန်မှုတည်ပြီးတော့300ဒီအလန်း၃လုံးပေါင်းရှင်က9ပရိတ်ဖြစ်ပါတယ် ရှိကိုလီကနန်သုံးလုံးပေါင်းရှင်ဒီပရိတ်963ပေါင်းရှင်ဒီလေ68ခွန်ပေါင်းရှင်20နဲ့တီနိနိခွန်ပေါင်းရှင်ဒီတီတောင်းရှိရှိကနန်သုံးလုံးပေါင်းရှင်ကို339ကုကနန်သုံးလုံးပေါင်းရှင်7နေပေါ့နော်39နေကနန်သုံးလုံးပေါင်းရှင်က30 3ရက်9ရက်နေပေါင်းရှင်ဒီလေ2ရက်4ရက်6ရက်ပေါင်းရှင်ဒီနေ3နေလေကနန်သုံးလုံးပေါင်းရှင်ဒီ9 15နေပေါင်းရှင်က9 865ကဏ္ဍသလုံးပေါင်းရှင်ကို36ကဏ္ဍသလုံးပေါင်းရှင်ဒီလေးပေါ့နော်။66ကပေါင်းရှင်6ပရိ98မှာကဏ္ဍသလုံးပေါင်းရှင်ဒီလေးပရိ။အဲဆိုရင်ကျွန်တော်တို့ဒီနီးအရာ19ချိန်မှာ3569ပရိစုပြီးဖြစ်ပါတယ်နော်။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီတဲ့ပြင်မရှိသေးသေးပရိ6လုံးစွာလေးတင်ပြထားတယ်ပေါ့နော်။ပရိ6လုံးကတော့ဒီမှာပေါ့နော်။ โอเคဒီမှာကျွန်တော်ပရိချာလုံးပါเนาะနေလင်းချာလုံးဖြစ်ပါတယ်900မှာ3လုံးပေါင်းရှင်းခွန်3ခုခုမှာကနန်း3လုံးပေါင်းရှင်းခွန်ရှင်းကိုလေးမှာကနန်း3လုံးပေါင်းရှင်းတိ963လေး6ရှင်းခွန်တိနေနေခွန်ပေါင်းရှင်းတိ383 3လုံးပေါင်းရှင်းကို3တုံမြောက်ကိုကနန်း3လုံးပေါင်းရှင်းနေပါเนาะโอเคပြီးတော့ဒီတစ်ပတ်မှာ3913 5ခွန်7ပရိပေါ့เนาะ3913 5ခွန်7ဆိုတော့3ညာတိ3 5 ခုရှေ့ဆိုတော့ကျွန်တော်တင်ငါခွန်ပရိတ်ကပို့ပြီးအတာတာမှဖြစ်ပါတယ်ပေါ့နော်โอเคတင်ငါခွန်ပရိတ်ပို့ပြီးအတာတာမှဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတို့တယောက်ရှင်းစီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ